ညီမညာဖြစ်တုံပါလင်ဆိုရဆိုကြဆက်သားတို့ဆိုဆိုကြအတင်းချေရလိုက်ပြီနေအားလုံးပဲမင်္ဂလာပါဘာသာပေါင်းသူညီညာရေးအင်စတီကျူ IRIB ကစီစဉ်ကျင်းပတဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်းရံခြင်းသကဝိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာအပိုင်းဆက်ကုံကိုရောက်ရှိလာပြီဖြစ်ပါတယ်ဆရာတော်အကောတိတတာရမော်ဘီကိုအလှည့်ပေးကြင်ပါတယ်ဗျာဒါအထက်ကဆရာတော်ဆွေးနွေးနေကြတာပေါ့ရုရှားကိုရောက်နေတဲ့မင်းအွန်လိုင်းက ဘာသာရေးကိုအသုံးချပြီးတော့မှမဟုတ်မဟုတ်ဒီပေါ့တော့တခြားတခြားသောဘာသာဝင်တွေကလည်းပဲဒါကတကယ်ဗုဒ္ဓရဲ့ပိကတော်တွေထဲမှာတကယ်ရှိခဲ့တာလားဆိုတာမျိုးတွေမိကုန်ထုတ်ခံရတယ်ပေါ့တပည့်တော်တို့မှာလေဟိုသောမကျွမင်းကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော် နောက်သူဆောင်မြို့နယ်တွေကနေမှဘရင်ဖြစ်ပြီးတော့မှမြန်မာပြည်ကမြန်မာပြည်ကဘရင်တွေနဲ့မာမိတ်ဖွဲ့လိမ့်မယ်ဆိုတာမျိုးတွေဂျင်းတွေလျှောက်ထဲတာပေါ့တပည့်တော်နိုင်ငံကလည်းဂျင်းတွေကတော်များတယ်ပြန်မန္တလေးတောင်သမိုင်းကိုလည်းပြန်ကြည့်လိုက်မယ်ဆိုရင်မန္တလေးတောင်မှာမန္တလေးသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းပဲ ဒီတိုင်းပဲသန္ဓမုတ်ကီဘလူးမားကရင်သားဖြတ်လှူတဲ့ပုံစံမျိုးတွေနဲ့အဲ့လိုပုံစံနေနေနေပဲတော်တော်များများကပါးစပ်ရာဆိုနေအများကြီးရှိတာဟုတ်ရှိတဲ့ခါရောက်တော့ကြတော့တပည့်တော်တို့ ီလိုမျိုးတွေဟာဒီလိုရဲ့ဗုဒ္ဓဝါဒအပေါ်မှာလည်းပဲတော်တော်ကြီးစူးစူးဝါထိထိခိုက်ခိုက်ရှိတယ်ဆိုတော့ဒီနေ့အာနာယုတွေဟာလည်းပဲဟိုအမျိုးဘာသာသာသနာကိုဆောင်းလျှောက်ဖို့အတွက်အာနာသိမ့်တယ်လို့လည်းပြောကြတာရှိတယ်။နောက်မဘာသာနောက်ခံသူတို့တော့တိုင်ပြနေတယ်မဘာသာတွေကိုယ်တိုင်ကလည်းပဲဒါဟာသာသနာပြုတဲ့မင်းကောင်းမင်းမြတ်ကြီးပေါ့နော်။သဒ္ဓါပညာနဲ့ပြည့်စုံတဲ့မင်းကောင်းမင်းမြတ်ကြီးဆိုပြီးတော့မြောက်ပေးတာတွေလည်းရှိတဲ့အခါရောက်တော့တပည့်တော်တွေရဲ့ဗုဒ္ဓရဲ့ဓမ္မတွေဟာသိမ့်တယ်လို့ မြင်သွားမှလည်းစိုးရတယ်ပေါ့နော် မြင်အောင်လည်းလုံနေတည်အောင်ဖြစ်နေတာပေါ့ဘာသာသနာကိုစောင့်ရှောက်တယ်ဆိုပေမဲ့ဖြည့်ဆည်းနေသလိုဖြစ်နေတဲ့အနေထားမျိုးတွေဒီနေ့တွေ့နေရပါတယ်ခင်ဗျာဒါလေးကိုလည်းပဲဇေရောအနေနဲ့ဇေရောအမြင်နဲ့ပေါ့နော်အမင်ကြားဆွေးနွေးပြီးတော့မှဒီနေ့ဒေါ်လာကြီးရဲ့အခင်းကျင်းအဖြစ်ပြက်တွေကိုလည်းပဲဇေရောမြင်တော့ဆွေးနွေးပြီးဖို့တွေ့တော့ရိုသေသွားလျော်ထားပါတယ်ခင်ဗျာဟုတ်တယ်ဇာပြောတာတယ်ဦးဇင်းတို့ကိုကဘာကျော် လူယုံမှာမာလာပေါ့မာလာနဲ့ဟိုမှာတကယ်ကြံဖက်ကဘာကျော် လူယုံမှာနှစ်ယောက်သွားပြီးတော့ပေါင်းဆက်တဲ့နေရာမှာမာလာရုရှားသမဏပူတင်ကိုကျင်းထဲတဲ့စကားသွားမှကြွမဲမို့အဲ့ဒါတွေကတကယ်တကယ်ကျတော့ဒါကဒန်ယန်ဤဇန်တဲ့စကားပဲဗျာဒီလိုလိုဗုဒ္ဓအစာပြေတမိုင်းဘာသာရေးတမိုင်းနေတဲ့လိုက်ကြည့်တော့လေအဲ့လိုစကားမျိုးကမရှိဘူးဗျာနောက်ပြီးတော့တမိုင်းဆရာတွေတမိုင်းတွင်တဲ့လိုက်ကြည့်တော့လေဒါမျိုးကရှိတဲ့ဥစ္စာမဟုတ်ဘူးဗျာ ပြောမှဆိုတော့ရှင်ဒါရီကပြောမှပါဇာကြတယ်ပြောမှဒါရီတမိုင်းပေါ့ပြီးလို့ငငယ်ကအဖေအမေတွေကလေးတွေကိုချော့သိမ့်တဲ့ပါဇာရတဲ့ပုံမီမျိုးလေးပါပဲအဲ့ဒီဥစ္စာမျိုးပဲဘာဖြစ်လို့ဆိုတော့ဒီစာကိုရေးကြတာပါဠိဆရာဥသောပေါ့ဗျာသူထုတ်ကြွေးကြတဲ့နှစ်က1838ခုနှစ်သူကအဲ့မှာသူကအမိခန္ဓာမဟာဘိတကပန္နိတာဘွဲ့ မြင်ခံရတဲ့ပါဠိဆရာဥသောပေါ့နောက်ပြီးဒီဇာဥကလည်းကြည့်ဥရောစင်ကအထုပ်ပတ်တည်အဲ့ရနေရာမှာသူကထုတ်ဝေခဲ့တာထုတ်ခဲ့တာဆိုတော့ဒါရီကနှစ်ပေါင်းလဲကြာခဲ့ပါပြီဗျာနှစ်ပေါင်းလဲတော်တော်များတယ်ဒါအဲ့ဒီရာဇဝင်တွေကလည်းပြောမစင်ဒါရီကပါဇက်ရာဇဝင်တွေပါတပည့်တို့ဘုရားပြောခဲ့တဲ့ဗုဒ္ဓသမိုင်းပေါ့ဗျာဒီလိုဘာသာရေးသမိုင်းနေတဲ့ဘယ်ဘာသာပဲကြည့်ကြည့်အဲ့ဒီသမိုင်းမျိုးလည်းမရှိခဲ့ပါဘူးဗျာသမိုင်းဆရာတွေသမိုင်းတွင်ခဲ့တဲ့ဟာမျိုးလည်းမရှိခဲ့ဘူး ဒါတော်တော်လေးကိုဒရန်ဆိုင်တဲ့ဥစ္စာဒါကိုမာလာဆိုရကောင်ကသူကပူတင်သွားပြောရဲဆိုတော့ဟိုကပူတင်ဆိုတာတကယ်ဟိုပါဗျာပြောမစင်ဥရောပဥရောပဆိုတာလာကဘာပေါ်မှာတိဆောက်နေတဲ့ရုရှားနိုင်ငံအဲ့ဒီစကားတွေများယုံမှဆိုလို့ရှိရင်အဲ့ဒီရဲ့ဒီရုရှားနိုင်ငံကြီးကလည်းကိုကဲအနေနဲ့ဆိုရင် တကယ်ပိနေနိုင်ငံကြီးဖြစ်သွားလိမ့်မယ်သူတို့ကအဲ့ဒီစကားတွေကယုံလို့ရှိရင် လာကဘာပေါ်လာဒီကောင်တွေရောက်မှာမဟုတ်ဘူးဗျာ ဘာဖြစ်လို့ဆိုတော့သူနိုင်တဲ့ဥစ္စာလဲကြီးအောင်နေပြန်ကြက်တယ်ဗျာကြက်ဆိုကြက်ဆိုရမည်သာဆရာတော်တို့လည်းအာလုံးလည်းတိပိတာအာလုံးလည်းဥစဉ်တို့ရဲ့ပြည်သူတွေအာလုံးတိပိတာပဲကြက်ဆိုတာယုံညံ့တဲ့မျိုးဟုတ်မစင်တွေ့မစင်ကိုင်းနဲ့မြေဘက်တွေ့မြေဘက်ကိုင်းပဲသူကဒီယုံညံ့တဲ့ဒီအမျိုးကသူကမြေကြီးထဲမှာတွေ့ဟုတ်ပြောမဆိုလို့ရှိရင်အမိုက်ပေါ်အမိုက်ဆတော့အညစ်ကြေးရှိတဲ့နေရာမှန်သမျှကကြက်ရှိတာများတယ် အဲ့ဒီကြက်ဆိုတာလေသူကဖြစ်စည်းတဲ့အမျိုးပဲကြက်ဆိုတာဘယ်တော့မှကောင်းကျိုးပေးတဲ့မျိုးမျိုးရုံညံ့တဲ့မျိုးအဲ့ဒီကြက်နဲ့နှမ်းပြီးတော့ပြောတဲ့ဒီစကားဒီဥစ္စာဆိုလို့ရှိရင်ဒါကတော်တော်ပိန်တဲ့လူတွေပဲပြောတာပါဗျာပြောမှဆိုရင်ဒါကမလာတက်တက်မဲ့ဒီလိုဘုရားဘုရားကိုတက်တက်မဲ့ကျင်းသွားတဲ့တာတကယ်မျက်နှာပူစရာရှက်စရာဗျာယုတ်တိမတန်တဲ့စကားတွေတော့ပြောတာဒါဘုရားဘာသာအနေနဲ့ဆိုတကယ်တိတ်ခါကြတာဘယ်ကလည်းဒီစကားမျိုးဘယ်တော့မှမသုံးဘူးဗျာ ဘာပြောလို့ဆိုတော့သူကပြောတယ်ဟိုမှာဗျာဒိတ်ဗျာဒိတ်ဆိုတာဒါဗျာဒိတ်ကတော့ဆရာတော်ဥဒိစာလည်းတိပိသပါဗျာဒီလိုပါဠိစာပြီးယာကရဏစကားအနေလာတဲ့အဲကြာဒီဗျာဒိတ်ပြည့်တဲ့ဆိုတာတပည့်တို့ဖရာလို့ပိစကဗုဒ္ဓတို့တကယ်သာဝကကြီးတွေတို့အဲ့လိုမျိုးတွေကိုကပေးတာဗျာဖရာဆိုတဲ့ဘယ်တကမှာဟာဘယ်မြင်းနဲ့ဘယ်လိုဖြစ်မဲ့ပိစကဗုဒ္ဓဆိုတာလည်းဘယ်မြင်းနဲ့ဘယ်ကမ္မဘယ်လိုဖြစ်မဲ့သာဝကဆိုတဲ့ဘယ်ဖရာလည်းတမဘလို့ဖြစ်မယ်ဆိုတာဗျာဒီအဲ့လိုမျိုးတွေပြတာဒီလိုပေါက်လို့ ပဲစားဗျာဒိတ်မျိုးမပေးကြပါဘူးခင်ဗျာတပည့်တို့ဗမာပြည်မှာကတော့ဂျင်းနေတာတော်တော်များတယ်ခင်ဗျာဂျင်းနေတာဒီခုနကဇာတော်ဥဒေစာပြောသလိုတပည့်တို့ဖျားသမိုင်းနေကြည့်မယ်ဆိုရင်လည်းအကုန်လုံးဂျင်းနေပါပဲခင်ဗျာအကုန်လုံးတပည့်တို့မှာဒီရှစ်ဆက်တော်ဆိုတာလေဒီဖျားချီတော်ရအစ်စ်တယ်ဖျားအလောက်ကြီးချီတော်ရဆိုတော့လူသားအတယောက်နေဒါအလောက်ကြီးချီတော်ရှိမလားခင်ဗျာအဲ့မှာလေရှစ်ဆက်တော်ဆိုတာလေဒီရောသမိုင်းစင်သက်ပြန်ကြည့်လို့ရှင်ဂျင်းပါပဲခင်ဗျာတပည့်တို့ကျန်တာမကြည့်နဲ့တပည့်တို့မှာပြူး ြူဒီလိုပြီးပေါ့ဗျာအာပြီးဆိုဆိုတာလဲအဲ့မှာဒုတပောင်မင်းဆိုတာလဲပြန်ကြည့်ရမယ်ဆိုရင်လဲအဲ့မှာ तू ကရှင်းဖို့ရှင်းမှာဖြစ်တယ်ဆိုတော့ तू လက်ချင်းမယ်ဗျာအကုန်လုံးကဗမာပြည်ကဒီဂျင်းနေနဲ့တော်တော်များများပျော်မွေ့ခဲ့တာများတယ်ပျော်မွေ့တာအမှန်နဲ့မစဉ်းစားနိုင်ပါဘူးဗျာဒါပေမဲ့ဒီလိုဖះပြောခဲ့တာတော့ဟိုမှာဖះကကိုပိုင်အသိဉာဏ်နဲ့ကိုပိုင်အတွေ့ခေါ်နဲ့စဉ်းစားခိုင်းတာဗျာ ဒီကျန်တာမရှိနေတူတူမှာကာလမပုံနာနေပြောတယ်နာအတ္တနာဝဇာနေယတဆိုတာမင်းတို့ကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်သူများပြောတိုင်းနဲ့မယုံနဲ့ဆိုတော့ဘုရားအတိကတော့တူတူမှာမြောက်ဒီမင်းကြီးဆရာတော်ပြောနေကြပါဘုရားတူတူဘုရားဘာသာလူမျိုးတွေကခေါင်းပေါ်ခေါင်းစစ်ခံနေတဲ့လူမျိုးတွေကများနေတာအဲ့ဒီလူမျိုးတွေပုံစံမျိုးကဖြစ်နေတာဆိုတော့တော်တော်များများတူတူလူမျိုးတွေကဂျင်းတက်ခံတဲ့နေရာမှာတော်တော်ပျော်မွတ်နေကြတာကိုယ်ပိုင်အသိဉာဏ်ကိုယ်ပိုင်အတွေ့ခေါ်နဲ့မစင်းစားနိုင်ဘူးဘုရား တို့ဒီဖះလဲဒီပေါ်တော်တော်လုပ်တယ်ကိုတို့ဖះရမလုပ်ပါဘူးဗျာဘယ်ဖះမဆိုပါပဲဘာသာရေးကောင်းဆောင်မှန်သမျှဘယ်ဘယ်ဘာသာရေးဒီပေါ်တော်တော်လုပ်တယ်ဆိုလုပ်ကောင်မလုပ်တာဗျာခုတော်တော်များများကြာတာခုတို့ဥစ္စာတွေကကြာတော့ဂျင်းတွေကများနေအဲ့ဒီဂျင်းတွေဆိုတာလည်းတို့ဒီရတော်တော်များများထက်တာတော့တက္ကရာတွေပေါ့ဗျာအထက်္ကရာတွေကတော့ဒါဖះမဟုတ်ဘူးဆိုတာအားလုံးလည်းသိပြီးသားပါပဲအဲ့ဒီအထက်္ကရာတွေကမဟုတ်ကဟုတ်ကဂျင်းတွေတဲ့အဲ့ဒါကိုဘာတွေကပြောတယ်ဆိုတော့အာ ဗုဒ္ဓမတ်တညို့တွေလှုပ်လိုက်လို့အဲ့မှာအကုန်လုံးကမောကမာတွေအကုန်ပြစ်ကုန်တာဖရာဟောတဲ့တရားစစ်တရားမှန်တွေကတကယ်ထုံးကားမဲ့အဲ့ဒီတရားစစ်တရားမှန်တွေမထုံးကားမဲ့မထုံးကားမဲ့ဒီရဲ့အတွေ့အောင်တွေကအကုန်လုံးထုံးကားတော့ဒီလိုဗမာပြည်ကလည်းအကုန်လုံးဘယ်ရပဲကြည့်ကြည့်အကုန်လုံးဂျင်းနေပါပဲဗျာအဲ့ကြောင့်မလို့ဒီလိုဒီဗမာပြည်ပြောမှဆိုလို့ရှိရင်ဂျင်းနေနဲ့ပြောင်းမွေ့နေတာခုခုခေတ်ဆိုပိုးပြီးတော့စိုးသွားတာပေါ့ဗျာခုမာလာကလည်းဒါတက်တက်မဲ့ဂျင်းထက်တာပဲဗျာ ောမစင်ဒီရတွေ့တော့ဒီဘုရားကိုကဘာမှတိအောင်သူကရှုတ်ချပစ်လိုက်တာတော်တော်ရုတ်မာတဲ့ကောင်ဗျာပြောမစင်အောက်တန်းလဲကြတယ်ကောင်အဲကြောင့်မို့ဒီမှာမာလာဒီပူတင်ဆိုတာလဲသိတဲ့အတိုင်းမှာအာနာရှင်ပါပဲဗျာမာလာဆိုတာလဲအာနာရှင်ပဲပူတင်ဆိုတာလဲတကက်မာလူတက်နေတဲ့ကောင်ပဲမာလာဆိုတာလဲသူတို့ပြည်တိုင်းသူပြည်သားတွေကိုအကုန်လုံးတက်ဖြတ်နေတဲ့ကောင်ပါပဲဗျာဒါရင်မြတ်သူက ဘုရားဘလို့လို့ဗျာတိပြင်းမလို့ဗျာလကတက်တက်မဲ့ဒါဂျင်းထက်တာအောက်တန့်ကြတဲ့ဂျင်းလိုပါပဲဗျာဒီစကားနဲ့ပတ်သက်မဲ့ဆိုလို့ရှိရင်တော့ဒါတော့ဒါရာဇဝင်ပါဗျာပြောပြောမစင်ပါဇတ်ရာဇဝင်ပါဗျာဒန်ရန်ဤတမတ်တို့ငငရုကပြောစင်မိဘတွေပုံမြင်ပြောတဲ့အရာပါပဲဘယ်အရာတွေမှာဘယ်သမိုင်းတွေမှာမရှိတဲ့ဂျင်းတက်တက်ပါပဲဗျာအဲဒါမို့ရှေ့ကကိုရဆရာဆွန်းနေဦးဆိုဆရာမမေရီအစရာတို့မကုတ္တရာလို့ကမ္ဘာနိုင်ငံကြီးတို့ဦးစင်တို့ပြည်တွင် ဒီနိုင်ငံရေးဘဝဥစဉ်တို့ဒီတော်လန်ရေးတွေရောပြောသွားတဲ့အရာမှာအဓိက စီလုံးမှုဆိုတာတော်တော်ရေးကြည့်တာဟုတ်တယ်ဥစဉ်တို့ကစီလုံးမှုဆိုတာတော်တော်ရေးကြည့်တာဥစဉ်တို့ဘုရားလည်းပြောကပ်ပြီးသားပဲဟိုမှာသမက္ကန္တတဘောသူခေါ်တဲ့စီလုံးကြည့်တဲ့အင်အားစီလုံးကြည့်တဲ့ချမ်းသာဟုတ်တယ်စီလုံးမှုမရှိဘဲနဲ့ဥစဉ်တို့အင်အားလည်းမဖြစ်နိုင်ဘူးချမ်းသာမှုလည်းဘလို့မှမရနိုင်ဘူးဥစဉ်တို့နိုင်ငံကမစိုးရင်တည်တည်နေတော့မစိုးရင်ဆရာတော်ကြီးစုံစုံမှန်ကတဲ့အရာလေးရှိတယ် အဲ့ဒါဘာလဲဆိုတော့ညီညွတ်မှုသာရှိတော်မှာလဲကောင်းအောင်ကောင်းကျိုးစစတို့ရဲ့ကောင်းကျိုးသင်ချေရလိုက်မိနေတဲ့အဓိကတော့ဥစဉ်တော်ကညီညွတ်မှုအရေးကြီးတာဥစဉ်တော်ကဘမပြရတော့အာလုံးတိတဲ့အတိုင်းမှာဒီအာနာရှင်တွေရဲ့အကျင့်စရိုက်ကဥစဉ်တော်ကသူတို့ရဲ့အာနာတိမြတ်ဖို့အတွက်သူတို့ရဲ့ယာရုတိမြတ်ဖို့အတွက်သူတို့မိသားစုတွေစီးစဉ်ဥစ္စာတိမြတ်ဖို့ဆိုရဆိုဥစဉ်တော်လူမျိုးရင်းနဲ့သူခွက်ကြတာပဲဘာသာရေးနဲ့သူခွက်ကြတာပဲအကုန်လုံး ဒီကောင်နဲ့အကောင်တွေ့ခဲ့တာကိုလည်းဦးစင်းတို့ဒေါ်လာရေးထဲမှာဒီအာနာရှင်ရဲ့ဆက်အာနာရှင်ရဲ့တွေးခွဲမှုတွေကအာနာရှင်ရဲ့မှိုင်းတွေကတော်တော်များများရောက်နေကြတာရောက်နေတာအဲ့ဒီတော့ဦးစင်းတို့ရဲ့တိုင်းသူပြည်သားတွေကလည်းပြောမှဆိုလို့ရှိရင်ဒီအာနာရှင်တွေတင်းတက်ကြတာပေါ့ brain wine လုတ်ခဲ့တဲ့အရာနှစ်ပေါင်း90လောက်လုတ်ခဲ့တဲ့အရာဦးစင်းတို့အဲ့ဒီအာနာရှင်တွေ brain wine လုတ်ခဏမှာတော့ဘာလာရေးတွေကလည်း brain wine လက်ခံတော့ဦးစင်းတို့ရဲ့ပြည်သူတွေကကြံ့ကြံ့နာနာစဉ်းစားတွေးကောင်းမှုမှာတော်တော်အားနေကြတာ အားနဲ့ကြတော့အဲ့မှာသူတို့မှိုင်းတိုက်လို့ရှိရင်အဲ့ဒီမှိုင်းဘက်ကိုရောက်ရောက်သွားကြတာများတယ်အခုကအဲ့ဒီမှိုင်းတိုက်တဲ့တမဦးဇင်းတို့တော်လိုင်းပြမပြောတယ်တင်းလေးဆက်ဆက်ပြောမစင်ဟိုမှာတက်ကမိုးညိုတော့ကောင်းမျိုးတွေပေါ့အဲ့ဒီတက်ကမိုးညိုတွေဆက်တော်လိုင်းဘာလုပ်တင်လဲဆိုရင်ဘာမှလုပ်တော့ကောင်းမျိုးတမ်းပြည့်တဲ့ဘာအကျိုးစီဘာအကျိုးဒီမှာပြည်သူတွေတော့ဘာအကျိုးမရှိဘူးအဲ့ဒီကောင်းမျိုးတွေကသူကမှိုင်းတိုက်ဖို့ကြတော့တော်တော်ကျွမ်းတဲ့ကောင်းမျိုးအဲ့ဒီဒီအာနာရှင်တွေကလည်းဒီမှိုင်းတိုက်တဲ့နေရာမှာနံပါတ်1ပဲ အဲ့ဒီမှိုက်တက်တဲ့မှာဥစဉ်တို့ပြည်သူတွေကလည်းယုံတယ်လို့ဥစဉ်တို့ဒီပြောမှဆိုရင်ဒီတွန်လိုင်းဘက်မှာတော်တော်များများအဲ့ဒီမှိုင်းတက်ကန်ထိတဲ့ဘက်မှာတော်တော်ယုံနေကြတာများတယ်အဓိကတော့သူတို့ကဘလို့ပဲမှိုင်းတက်တယ်ဥစဉ်တို့ကအဓိကနဲ့တာမညာခွဲဖို့ရည်ကြည်တာအဓိကဘာလဲဆိုတော့ဥစဉ်တို့တိုင်းပြည်မှာဒီဒီလောက်ယုံလာနေတဲ့ဒီမာလာဆိုတဲ့ဒီစစ်အာဏာရှင်အဲ့ဒီအာနာရှင်ကအဓိကပြုတ်ဖို့အရေးကြီးတာအဲ့ဒီအဓိကဒီအာနာရှင်မဟာလာ အာနာရှင်ပြုတ်မှဆိုလို့ရှိရင်ဥစဉ်တို့လိုချင်တဲ့ဖီလ်တာတိုင်းပြီးအကုန်လုံးတိဆောက်လို့ရတယ်အဲကြောင့်မို့အဲ့ဒါဘာအရေးကြီးတယ်ဆိုတော့အဓိကစီးလုံးမှုအရေးကြီးတယ်စီးလုံးနဲ့အဲ့ဒီစီးလုံးနဲ့ဆိုတာလေစီးလုံးလို့ရှိရင်အောင်မြင်မှုအတွက် तू ကအဓိကမိန်မဲ့ငြိမ်းချမ်းမှုပါလေအဲ့ဒီစီးလုံးကြီးကအဓိကမိန်ပါပဲစီးလုံးဆိုတာအားလုံးအတူတူဖြစ်ရမယ်တို့တော့ပြောလို့မရဘူးဘာဖြစ်လို့ဆိုတော့ဥစဉ်တို့ကုခက20တရားစုခစ်ဖြစ်နေတာ20တရားစုခစ်မှာမတူကွဲပြားမှုတွေတဲ့ဒါရှိမှာပဲ အဲ့ဒီမတူကွဲပြားမတူတော့ဥစဉ်တို့တူအောင်တူအောင်ဘလို့လုံးမလို့ဘလို့ဝါလုံးမတူဒါအမြဲတမ်းဥစဉ်တို့ကဘာလို့ပြန်နားလည်းပြေးနိုင်တယ်ကျန်တာမကြည့်နိုင်လေဥစဉ်တို့ရဲ့တမေတဖေထဲမှာမွေးနေတဲ့ဥစဉ်တို့မိသားစုအချင်းချင်းမကြည့်မိသားစုချင်းပြတယောက်နဲ့တယောက်ကစိတ်ဓာတ်တွေကတူတာမှမဟုတ်တာစိတ်ဓာတ်မတူတာကိုတူအောင်ဥစဉ်တို့လုံယူလို့ရတာပဲညှိယူလို့ရတာပဲနားလည်းပြေးလို့ရတာပဲဥစဉ်တို့ရဲ့ခုဗမာပြည်ဆိုတော့လေလူမျိုးပေါင်းစုံတည်းဘာသာပေါင်းစုံ ဒါနှစ်တယောက်နှစ်တယောက်မတူမတူဘဲနဲ့လည်းဦးစင်းတော့နားလည်းပြလို့ရတယ်ညှိယူလို့နေတယ်အကုန်လုံးတူအောင်ငင်းချိုင်းစွာနေတိုင်းလို့ရတယ်အဲ့ဒါအဓိကဘာလဲဆိုတော့ဒီစီလုံးမှုပဲအဲ့ဒီစီလုံးစီလုံးပါတယ်ဦးစင်းတို့ရဲ့တိုင်းပြည်ကအလုံးငင်းချမ်းမှာငင်းချမ်းတရားမှာဒီအနာရှင်ကလည်းဒီစီလုံးမှုကိုတင်းမောက်ကြောက်တာပဲအဲ့ကြောင့်မို့တကယ်လို့တကယ်လို့ဦးစင်းတို့ကမစီလုံးမငင်းညာဘူးဆိုလို့ရှိရင်ဦးစင်းတို့မစိုးရိမ်စရာတော့ကြီးစိုးစုံးမှန်ခဲ့တဲ့အတိုင်းပဲ ဥမာမညီမညာဖြစ်တုံပါလဲဆိုရဆိုကြဆက်စားတွေ့ဆိုဆိုကြအတင်းချေရလိုက်ပြီနေဆိုတာဟုတ်တယ်ဥစဉ်တို့ညင်ညွမှုအားနဲ့မဆိုလို့ချင်းဥစဉ်ကိုဆိုကြရပဲရဆိုကြတို့ကကိုအချင်းချင်းနဲ့ကွယ်သွေးကွယ်ဥစဉ်တို့ကမှတော်လန်နဲ့အချင်းချင်းနဲ့တွေးကွယ်ဥစဉ်တို့တော်လိုက်သမားချင်းနဲ့တွေးကွယ်တော့ကလို့ချင်းဥစဉ်တို့ရဲ့ဘုံရံသူဖြစ်တဲ့ဒီအာနာရှင်ပြုတ်ကတော်တော်ခတ်သွားလိမ့်မယ်အဲကြောင့်မို့ဥစဉ်တို့အဓိကစီးလုံးကိုအရေးကြီးတယ်သွေးစီးဖို့တဲ့အရေးကြီးတယ်ဥစဉ်တို့ဒီစီးလုံးမှာသွေးစီးမှာဥစဉ်တို့လိုချင်တဲ့ ဖြစ်ဖြစ်တဲ့အတိုင်းမြင်အားလုံးပြင်မှာကျန်တာမြင့်တော်ဦးဇင်းတို့ရဲ့ဖခင်ဦးဇင်းတို့မှာဓမ္မစီရလုတ်ကြတော့ဒီလက်ခံထဲမှာပါခဲ့ပါတယ်ဟိုမှာအဇဒတဦးဇင်းတို့ရဲ့ဝေသာလီပြူသိမ်းနေတာဝေသာလီပြူသိမ်းနေတော့ဝေသာလီမင်းသားတွေကဟိုမှာစီးလုံးနေတာသူကအပြန်လန်းစဉ်နေတံမျိုးရှိခဲ့တော့ဆိုတော့သူကမြဲမြဲတမ်းစီးလုံးမှုရှိတော့ဒီရဲ့အဇဒတကအဲ့ဒီဝေသာလီသိမ်းနေတော့ဘလို့မှသိမ်းလို့မရတော့ဘာလို့လဲဆိုတော့သူခွတ်တာပါဝေသာကရပုံနာနဲ့ဟိုလာလုတ်ပြီးတော့သူခွတ်ပြတာ အရိယာသွေးခွက်တော့အမဝေသားလေးစီလုံးနေတဲ့ဒီဝေသားလေးမင်းသားတွေကလည်းတဖြည်းဖြည်းနဲ့သွေးခွက်လာတော့အမဇတသမီးကချက်ကလေးငက်ကလေးဆိုပြီးတော့ပုံစံမျိုးနဲ့အဲဝေသားလေးပြီးကိုတင့်မြင်တာအဲ့ဒါဘာလဲဆိုတာအဓိကတော့စီလုံးမှုပေါ့ဗျကျန်တာမရှိတဲ့ဦးစင်းတို့ကလက်ရှိဦးစင်းတို့ဒီတော်လန်ရေးဦးစင်းတို့ဒီတောင်ပိုင်းကရင်နေပဲကြည့်ကရင်နေပြည်စုတော့ခရုံးကဦးစင်းတို့ကရင်ကြီးတစ်ခုတည်းရှိတော့သူတို့ဘလို့ပဲတိုက်တယ်တိုက်လို့မနိုင်ဘူး အဲ့ဒီမနိုင်တဲ့ချိန်မှာအဲ့မှာခင်ညူကဘာလို့မေးလဲဆိုတော့ညံညင်းကိုဆရာတော်မွေးလိုက်တာညံညင်းကိုဆရာတော်မွေးတယ်အဓိကတော့သူခွက်တာပေါ့အဲ့မှာသူကလူမျိုးနဲ့သူခွက်မရတော့ဘာဖြစ်လို့ဆိုတော့ကရင်ချင်းကြီးကိုဘာသာရေးနဲ့သူခွက်ပြတာဘလို့ခွက်လဲဆိုတော့ဟိုကမင်းတို့ခေရှန်တွေကိုကြည်လိုက်ဒီကနေရာလေးမှာခေရှန်တွေပဲရတယ်မှာမင်းတို့ဗုဒ္ဓဘာသာကရင်တွေဘယ်နေရာမှာရလို့ရောမင်းတို့ရှေ့ကသေးပြလို့ရှင်ဗုဒ္ဓဘာသာကရင်တွေပဲသေးပြီးနေရတာဆိုပြီးတော့ပြပြနဲ့မိုင်းတော့အဲ့မှာကရင်ချင်းကြီးဘာဖြစ်တော့ကွဲလာကရင်ချင်းကြီးကွဲလာတော့အဲ့မှာကရင်ညို ကိုယ်ကတော့အဲ့မှာမဲသောဌာနောကြီးကြီးဘာဖြစ်ရလဲဆိုတော့ရှုံးသွားပြီးတော့အဲ့မှာဒီရဆက်ဆက်ကအဲ့မှာတိမ့်သွားတာကိရင်နေအဲ့မှာကိရင်နေအဲ့ဒီခုနေသူကွယ်တာမတပြေးနဲ့ဘာကွယ်လာဆိုတော့ပရမကွယ်တဲ့ဒီကပင်းမြန်ကြီးငွေဆက်ပြီးတော့ဒီတိုင်းဒီတိုင်းလိုက်တာဗုဒ္ဓဘာသာဒီ KBA စပြီးလောက်လိုက်တော့အဲ့မှာပင်းရှင်ကွယ်သွားအဲ့ရနေတစင်ထပ်ကွယ်တယ်ဟိုမှာ BGF ထပ်ကွယ်တယ်အဲ့ဒီ BGF ကနေဘာကွယ်လဲဆို PC တွေကွယ်တယ်ပြည့်တော့ခုတောင်မဲကိုကြည့်လိုက်ပြောတော့တာသူတို့ကတော့သူတို့ရဲ့ ကရင်လူမျိုးတက်ကရင်လူမျိုးတက်တယ်သူတို့ကပြောနေကြတာဒါမဲ့တကယ်တကယ်ကရင်ပြည်သူလို့တက်တာမဟုတ်ဘူးလက်နက်ကိုင်းနဲ့မန္တမရသူတို့တက်ပဲသူတို့ကြည့်နေကြတကယ်ကရင်ပြည်သူတက်ကရင်လူမျိုးတက်ကြည့်မယ်ဆိုရင်ဒီကရင်ပြည်နယ်ခုလိုဖြစ်နေဘာကြောင်းမှမရှိဘူးခုလိုမှကြည့်လိုက်အကုန်လုံးစစ်ရှောင်းနေရဒုက္ခတွေရောက်နေကရင်နဲ့အများကြီးရှိတာအဲကြောင့်မို့အဓိကဥစဉ်တော့စီလုံးကိုရေးကြည့်တာဒါလက်တွေမှာလည်းကရင်တောင်ပိုင်းကမစီလုံးကြတော့ဥစဉ်တော့ကဒွန်လိုင်းရေးအဲအတိတဲ့အတိုင်းပဲအဲ့မှာ ဒီကရင်တွန်လိုင်းရတယ်တကယ်တကယ်သူတို့စီလုံးမှုရဆယ်ဒီကရင်တွန်လိုင်းရတယ်နှစ်ပေါက်ခုနစတိုက်ကြမလို့ဒီခမအေးပြောခဲ့ပြီးပြီအေးအခုတိုက်ပြတယ်မနှစ်ပေါက်ခုနစဘာမှတဲ့ကြအမှန်ကန်လာတိုက်မယ်ဆိုလို့ရှိရင်နှစ်ပေါက်ခုနစမလိုပါဘူးခုမှခုတောင်မကင်နေပြည်နယ်မှာဆိုကြည့်ဘာဘယ်မြို့တစ်ခုမှမသိနိုင်သေးဘူးဦးဇင်းတို့ကအေးခမတပြင်းနဲ့သိနေတာရခိုင်ပြည်နယ်ကွန်ပေဟိုဘက်ဦးဇင်းတို့ကရင်နေသိလာပြီးအဓိကတော့ဒါပါလဲဆိုတော့အဓိကစီလုံးမှုတွေ မရှိကြလို့ပဲအဓိကတော့ဦးဇင်းတို့စီလုံးမှုရှိမယ်ဆိုလို့ရှိရင်ဦးဇင်းတို့လိုချင်တဲ့ဟာဒီမာလာဆိုတဲ့ဒီအာဏာရှင်အမြန်အမြင့်ပြတ်မှဖြစ်တယ်လို့ဦးဇင်းတို့လိုချင်တဲ့ဖြစ်တဲ့ဒီမိုကရေစီတိုင်းပြည်အဲ့ဒီတိုင်းပြည်ကိုအမြန်မြင်ရမှာအဲကြောင့်မို့အဓိကတော့စီလုံးမှုပဲရေးကြည့်ပါတယ်ရှေ့ဟာဆီယမ်မဲမေရီအစရာဆီယာဆွန်နေဦးတို့မှကုတိဟာလို့ပြောတဲ့စီလုံးမှုဆိုတာတကယ်အင်အားပါပဲဦးဇင်းတို့ဖရရတဲ့ပြောကြပြီးသားတမက်ခန္ဓာတမောတုခောတဲ့စီလုံးမှုတွေအင်အား စီလုံးမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့အရာတွေအရာရာမှာအောင်မြင်နိုင်ပါတယ်ဆိုတဲ့အကြောင်းပြောရရင်ဦးစင်းကဟောပြောချက်ကိုဒီလောက်တော့ပဲဆုံးသက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။အမှန်ပါဗျာအခုလိုပြပြဆုံးဆုံးဆွေးနွေးပေးတဲ့ဆေတော်ဂေါတိတာဒါရမော်ဘီကိုကျေးဇူးများစွာတင်ရှိပါတယ်။ဦးစင်းတို့ဓမ္မကိုဘာသာတရားဖြင့်ဝန်းရံခြင်းတဲ့ကဝိုင်းမှာဦးစင်းတို့ ဓမ္မတရားလွှမ်းမိုးမှသာလျှင်ဥဒ္ဓရရဲ့နိုင်ငံဟာတာယာလှပတဲ့နိုင်ငံလူခွင့်ရေးနဲ့ပြည့်ဝတဲ့နိုင်ငံတနိုင်ငံဖြစ်မှာဖြစ်ပါတယ်။ဒီနေ့ဥဒ္ဓရနိုင်ငံမှာဓမ္မတွေပျောက်ဆုံးနေလို့ပြည်သူတွေမျိုးမျိုးဒုက္ခရောက်နေကြရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဓမ္မတရားပြန်လည်ထွန်းကားရေးအတွက်ဥဒ္ဓရဒီနေ့ဂျန်စီလူငယ်တွေကအစရင်က62ခုနှစ်ကစလို့ဒီနေ့ဒီချိန်ထိ အာနာယူတွေကိုခုခံတွန်းလှန်ခဲ့ကြတဲ့တကယ်တော်လန်ကြီးခေါသောကြီးတွေစီနီယာနော်နော်နော်တွေရဲ့မျိုးသက်ဝတ်မှုတွေကိုယူပြီးတော့မှကူးပြီးတော့မှဦးသိန်းတို့ဒီနေ့တော်လန်ကြီးကိုခြေတက်နေကြတာဖြစ်ပါတယ်သောသောကဆရာဆရာမတို့ဆရာတော်တို့ဆွေးနွေးခဲ့တယ်လို့ဓမ္မတရားထွန်းကားဖို့အတွက်ဓမ္မဝါဒီတွေဓမ္မကိုချစ်မြတ်လို့တဲ့သူတွေညီညွတ်ဖို့အင်မတန်မှလိုအပ်ပါတယ်မညီမညွတ်ဝိဝါဒကွဲပြားခဲ့ကြလို့ ဦးဇင်းတို့တွေပါရမရဲ့လက်တွင်ကြာသင်းခဲ့ကြတဲ့တမိုင်းတာရကအထောက်ထားတွေသင်္ကန်းတာတွေအများကြီးရှိပါတယ်။အပါဒနာပါဠိတော်မှာရဗုဒ္ဓကလည်းမိန့်ထားတာရှိပါတယ်ဝိဝါဒံဘုရားတော်ဒိဋ္ဌေဝါအဝိဝါဒံသာခေမတော်တမက်ကတခိလာဟောတာဧတာဗုဒ္ဓ ानु တာတဏီဆိုပြီးတော့မိန့်ကြားထားတာရှိပါတယ်မသူကွဲပြားခြင်းတွေဟာဘေးလိုဦးဇင်းတို့တွေမြင်ရမှာဖြစ်ပါတယ်အင်မတန်မှကြောက်မဲ့ဖွယ်ရာကောင်းတဲ့အန္တရာယ်လို့မြင်ရမှာဖြစ်ပါတယ် ညီညွတ်ချင်းကသာလျှင်တယောက်နဲ့တယောက်ပြ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 အေးနွားတို့နဲ့ရေရော့မွေထားသလိုညီညွတ်မှသာလျှင်ဦးဇင်းတို့ချမ်းသာဒုက္ခကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဘုရားကတမက်ကညီညွတ်ကြမတခိလာပြ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 နဲ့ရှိကြဒီလိုဆုံးမတာဖြစ်ပါတယ်တမက်ကနာသဘောတူခေါ်ဆိုလို့ညီညွတ်ချင်းနေရှိမှာဦးဇင်းတို့တွေကချမ်းသာခြင်းကိုစောင့်ကျင်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့တွေဟာမတူညီတဲ့လူမျိုးစုတွေမတူညီတဲ့ ဘာသာဝင်တွေအများကြီးရှိကြပါတယ်။ဒါကြောင့်ဦးဇင်းတို့ဒီစကပိုင်းကိုလည်းပဲဓမ္မကိုဘာသာတရားနဲ့ဝန်းရံနေကြတာဖြစ်ပါတယ်။ဆိုတော့ခရီးယားအစ္စလမ်ဟိန္ဒူဗုဒ္ဓဘာသာဘာသာ၄ရပ်ဦးဇင်းတို့နိုင်ငံမှာအထွန်းကားဆုံးဖြစ်ပါတယ်။ဒီဘာသာ၄ရပ်ရဲ့ညီညွတ်မှုတမက်ကတခိလာ ဖြစ်နေပြီဆိုရင်ဦးဇင်းတို့ဒီဓမ္မကိုအကောင်တိဆောက်နိုင်မှာဖြစ်ပါတယ်။ ဘာသာလေးရပ်ကိုအခြေခံပြီးတော့မှအသီးသီးသောဘာသာဝင်တွေနိုင်ငံတွေနိုင်ငံသားတွေလူမျိုးစုတွေဒီလိုမျိုးစုတွေတဲ့အချင်းချင်းမှာတော်လန်သူအချင်းချင်းဓမ္မကိုတည်ဆောက်သူအချင်းချင်းတွေညီညီညွတ်ညွတ်နဲ့ဥစဉ်တို့တွေတယောက်နဲ့တယောက်မိဘပရိဘက်ကအသွင်မဲထားပြီးတော့မှရံဘက်ပရိဘက်ကတွေအထိမရောက်အောင်ဥစဉ်တို့တွေညီညီနိုင်နိုင်တိုင်းတိုင်းမင်းမင်းလှုပ်လှုပ်တဲ့အခါမှာလည်းပဲအေးညီညီဝါးဝါးနဲ့ဗျိုင်းတူတွန်းကြမယ်ဆိုရင်တော့ဥစဉ်တို့နိုင်ငံဟာဘာသာဓမ္မတရားဟာ အလင်းအမြန်ပြန်လည်ထွန်းကားလာမှာဖြစ်ပါတယ်ဒီလိုဓမ္မတရားထွန်းကားလာမှသာလျှင်ဥဒ္ဓုနိုင်ငံဟာအတရာလှပတဲ့ဓမ္မနိုင်ငံတော်ကိုဝိုင်းဝန်းတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်တရားလှပတဲ့ဓမ္မနိုင်ငံတော်မှာဥဒ္ဓုတို့ဖက်ဒရယ်စနစ်ကိုကောင်းကောင်းမွန်မွန်ကျင့်သွင်းပြီးတော့မှတုံးနေသူချစ်ချစ်ခင်ခင်နဲ့နိုင်ငံတော်ရဲ့တုတ်တက်ရတုတ်တက်ကြောင်းအရွေတွေကိုဝိုင်းဝန်းချီတက်နိုင်ကြမှာဖြစ်ပါတယ်